မင်းရှိမမင်းတို့ဝက်တွေရှုံးနေပွဲကိုငါစော့ပြမယ်။ဒါအောင်တေချာကြည့်ရင်နဲ့မခက်မင်းရဖြစ်ပြီးလှုပ်လာစမ်းကွာ။ဒီလိုတွေးပြီးစော့နေတော့မောင်ဘူးရဲ့ဝက်ရုပ်ကရုပ်တရက်လှုပ်ရှားလာတယ်။ဟာလှုပ်လာပြီလှုပ်လာပြီ။တပီပီနဲ့တိတာလာတာဆိုတော့ဘူးထူလေး။ဖျောင်းမပြေးနဲ့။မိကတော့ဘာတက်နိုင်သေးလဲကွာဟမ်။အဲ့လိုပြောပြီးလှုပ်နေတဲ့ရုပ်ကိုဖက်ဆွဲလိုက်ရတော့မဘူးစီကအတန်ထွက်လာတယ်။ တရက်မှာတော့ဘောဒူတို့တွေကွပြစ်ပေါ်မှာတရက်သေးလေးစားရင်နဲ့ဟိုเจ้าတွေကြောင့်ပြောနေကြတယ်။မနေ့ကဟိုကောင်တို့ပေါ်เจ้าမမဟုတ်ခိုးစားတာဆ iam မမိသွားတော့အရိုက်ခံလိုက်ရတာတိလာဘောဒူ။ဟာဟုတ်လားမမြင်လိုက်ရတာနားရယ်ကွာဒါမှန်းသည့်မနေ့တော့ကเจ้าလာပါတယ်။သူတို့တို့လိုစကားပြောနေကြတော့ရုတ်တရက်ဆိုသလိုဘာမှန်းမသိတဲ့အရာကြီးကအဝေးကနေသူတို့စီကိုလာနေခဲ့တယ်။ တောင်းရင်တော့မိဝိုင်းကဟဲ့ဟဲ့ဘာကြီးဒီဘက်ကိုလာနေရလဲမသိဘူးအမြဲရှောင်ကြရှောင်ကြရင်ဒီလိုပြောပြမယ်လေလာတဲ့ချိန်ကမျက်နှာဆိုတော့ရှောင်ချိန်မရလိုက်ပြီအဲ့ဒီယာကြီးကဖိုးတူရဲ့မျက်နှာနဲ့တော်ဘွေးရဲ့နှစ်ဖူးကိုမှန်သွားတော့တယ်နှစ်ယောက်စလုံးလေးနာသွားတာဆိုတော့အောင်မလေးဗျနာလိုက်တာဘာကြီးလေဒီလိုနဲ့လာမင်းရဲ့ရှောင်ကိုကြည့်လိုက်ချင်းမှာအနီအောင် angry bird တကောင်ဖြစ်နေအောင်ဆိုတော့ အံ့ဝန်သွားတယ်ဟမ် angry bird ပဲ angry bird ဆိုတဲ့စကားကြောင့်တူဘောကသူ့နှဖူးကိုလာမန်နဲ့ဘက်ကွာကိုတတိထားမိသွားတယ်ဟမ်ငါ့ကိုလာမန်တာဘက်ကွာကြီးအဲ့ဒီရဲ့ချင်း angry bird ကဟုတ်ပါတယ်ကျွန်တော်ယူလာတာပါကျွန်တော်ဟိုဘက်ကိုပြန်နေခါကြလိုဝက်လိုပြအချိန်နဲ့လှမ်းပြပေးလိုက်ရတာဆိုတော့ဖိုးတူးနဲ့တော့ပို့ထိတ်သွားတဲ့အတွက်တော့တောင်းပန်ပါတယ်ဗျာ။ဟိုရပါတယ်ဗျ။ဒါနဲ့ ကျွန်တော်တို့စီလာတာအလဲတော့မှုတ်လောက်ဘူးတင်းနေဟိုကျွန်တော်တို့ရဲ့ angry bat ဥတွေပျောက်သွားတဲ့ကိစ္စနေပါဘော့တွေကြောက်မလားဒီကောင်တွေကြောက်မရှိတာပေါ့အခုကဥတွေပြင်ကျွန်တော်တို့ရဲ့အဖြူမလေးပါပါသွားတာဟာဗျဘမရှာရှာရှာလို့မတွေ့တော့အဲ့ဒါကြောင့်ပိုတူတို့အဖွဲ့ကိုကူရှာပေးခိုင်းမလို့ဗျပိုတူလည်းဒီစကားတွေကိုနားထောင်ပြီးမှဟိုသူတို့ကိုကျွန်တော်ရွာထဲမှာရှိရဲလို့ထင်တာလား အဲ့လိုတော့မဟုတ်ပါဘူးဒါပေမဲ့လည်းရှိရင်လည်းရှိမှာပါတို့ကလည်းဝဝလန်လန်သွားလို့မရတဲ့အကောင့်လေးဆိုတော့လေအဲ့ဒါကြောင့်ဖို့သူတို့ကိုကုညီတောင်းခတာပါသူရရလေကျွန်တော်ကူညီပေးမယ်တကူကိုသိရပြီဆိုရင်ဟိုတကောက်က လာခဲ့တဲ့နေရာကိုပဲ လာခဲ့ရမှာမလားဗျဟုတ်ပါတယ်ဒါဆိုကျွန်တော်တို့ဖို့သူတို့လောင်စောင့်နေမယ်နော်အခုလောလောဆယ်တော့ဟိုကျွန်တော်ကိုဟိုဘက်ထိရှောင်းအောင်လို့အမင်းများလေးနဲ့ပြစ်ပေးပါဦးဗျာ ဒါနဲ့ငပိန်လေးတော်ဘောစီကနေပက်ကွာတောင်းလိုက်ပြီး သူ့အားနဲ့ကျောင်းရဲ့ဟိုဘက်ဒိတ်တီရှောင်းဖြစ်ပေးလိုက်တော်ရီအဲ့နောက်တော့ငပိန်ကဟျောက်နေလာသွားရှာရအောင်အဲ့လိုပြောပြီးတော့အိမ်လေးကနေတည်တလူလူပုံစံနဲ့ထွက်သွားတာဆိုတော့ပိုးတူတို့လည်းအနောက်ကနေလိုက်သွားကြတယ်အပြင်ရောက်တော့မှငပိန်က ငါတို့ခုဘယ်ကနေစပြီးတော့ရှာကြမှာလဲဟမ်ဒီစကားကိုပြောလိုက်တာဆိုတော့သူသိရဲ့တင်မြင်လိုက်လာကြတဲ့ဖိုးထူတို့လေးငမိတ်ကိုတရားတစ်ချက်စီဝိုင်းချလိုက်ကြတယ်ဟမ်မိမေတိတလို့လို့ပုံစံနဲ့ထွက်လာပြီးတော့ဟာငါမယ်ဒီမှာလေငါကဝက်အစိမ်းအောင်မမှုတ်တာအဲ့ဒါကိုမင်းကဘာလို့ကူရှာပေးမေဆိုပြီးပြောလိုက်ရလေကိုပြင်းဘာမှတော့မသိပဲနဲ့ဩအဲ့ဒါကတော့ဟိုတို့ကတကယ်ကူညီလိုအပ်နေရဲ့ပုံစံဆိုတော့ ကုညီမေပြောလိုက်နေတာ哦ဒီလိုနဲ့တော့ဘောနဲ့ငပင်အပြိုင်စကားများနေရဆိုတော့ဖိုးတူဟာကဲကဲတော်တော့ဒီလိုပြောနေရနဲ့နေ့တစ်ပတ်ကျိုးတော့မှာအရှင်ဆုံးဝမ်စိမ့်ကောင်နေသွားလောက်မယ့်နေအောင်စဉ်းစားကြည့်အောင်အဲ့လိုဆိုရင်တော့ပုံမြန်လိမ့်မယ်ဒါနဲ့သူတို့တွေစဉ်းစားကြတယ်သူတို့ကဂိမ်းဆက်ကောင်နေဆိုတော့ဂိမ်းဆိုင်နေပါဒီမှာများရောက်နေမလားမသိဘူးနော်ဟာမဖြစ်နိုင်တာငါတော့လေဈေးရောက်ဝတ်သားထဲမှာရှိမယ်ထင်တာပဲ။ ဟုတ်နေဟာမှပိုးမဖြစ်နိုင်သေးဘူးဘလို့လို့ဝဲအစိမ့်ောက်နေရဝဲသားထဲမှာရှိမှလည်းပောက်ကြရတယ်ဘလို့ပဲဖြစ်ဖြစ်နေ့ကိန်းဆိုင်နေဆိုင်တော့အတိပဲရှိသေးတယ်သူတို့ကဝတ်ဥစ္စာဒီလိုမျိုးစကားထက်များနေကြတာဆိုတော့ငပိကတိတ်ကြဆန်းမနှစ်ယောက်စလုံးစဉ်းစားခိုင်းပါလေဆိုမှစကားများနေကြတယ်အယုတ်ဆိုင်ရောမဖြစ်နိုင်ဘူးလားဟမ်လာပြန်ပြီဒီယုတ်ဆိုင်အယုတ်ဆိုင်သွားရအောင်သူတို့ကအယုတ်မှာမှုတ်တာ ထားတော့ထားတော့စဉ်းစားဟိမ်းမှာပိုဆိုးနေပြီလက်တွေပဲသွားကြည့်ကြမယ်မိဝိုင်းနင်ကဂိမ်းဆိုင်လို့ထိနေမလားနင်နဲ့ကဂိမ်းဆိုင်ကိုသွားမယ်တော်ဘောကဈေးထဲကိုသွားလိုက်ငမေကတော့အယုတ်ဆိုင်ကိုသွားကြည့်လိုက်ဘလို့လဲအေးကောင်းနေအဲ့လိုလုပ်ကြမယ်ဒါမှဘသူစဉ်းစားတာမှန်နေဆိုတာသိသွားမှာလာဖို့တူသွားရအောင်မိဝိုင်းလည်းအဲ့လိုပြောပြီးတော့ပို့ထုနေတူဂိမ်းဆိုင်ကိုထွက်သွားတာဆိုတော့တော်ဘောနဲ့ငပိန်ကလည်းသူတို့ထိနေနေရာတွေကိုထွက်သွားကြတယ် ဒီလိုနဲ့အားလုံးရှာပြီးချိန်မှာပိုတိုအိမ်မှာပြန်စုကြပြီးတော့ငပိန်ကဟိုငါတို့လူခွဲရှာတာဘမမမတွေ့ဘူးဆိုတော့ဒီရွာမှာများမရှိလို့လားမသိဘူးနော်ဟဲ့အခုချိန်ရောက်မှလေမရှိရာတွေရှိရာတွေပြောမနေနဲ့နီကူညီမေပြောလိုက်ပြီပဲဟာမရရအောင်ပဲရှာရအောင်ဟမ်မရရအောင်ဘယ်ရရှာအောင်မလဲဟာဗမာပုံနေမှလည်းမသိတော့အဲ့ဒီရဲ့ချင်းဘိုးကြီးကဖိုးထုနေမေကိုအော်ခေါ်ပြီး အသေးအတန်နဲ့အိမ်ထဲကိုဝင်လာတယ်။ဖိုးတူရေဖိုးတူလမ်းတွေကနမဲခဝီပြေးလာတာဆိုတော့ဖိုးတူကမင်းအော်ကောနေရတလန်းလုံးလေးကြားနေလောက်ပါပြီဘိုးကြီးက။ဘာဖြစ်လာလဲပြော။ငါဒီမှာထူးဆန်းတဲ့ရှားတခုတွေ့တာလား။မင်းတို့ကိုပြမလို့ကွာ။မင်းတို့အန်ဟောသွားစီရမှာ။ဟုတ်လား။ဘာမြလဲပြစမ်းမအောင်။ဒါနဲ့ဘိုးကြီးကဖုန်းကိုထုတ်လိုက်ပြီးဖုန်းထဲကနေဗီဒီယိုတစ်ပုဒ်ကိုဖွင့်ပြလိုက်တယ်။ ဒီဗီဒီယိုပဲကကြည့်လိုက်အောင်ဗီဒီယိုထဲမှာတော့ဂိမ်းဆိုင်ဒီဇိုင်းမှာအစိမ်းရဝတ်တီးဟာဂိမ်းကလုတ်ပေါ်တက်ပြီး angry bird game ကိုစော့နေအောင်ရိုက်ထားတာပါဒီဗီဒီယိုကြည့်ပြီးသွားတော့အားလုံးအံ့ဩသွားကြတာဆိုတော့ဘိုးကြီးကဆရာကြီးလေတန်းနေငါမပြောဘူးလားမင်းတို့တီးကြပေါ့အံ့ဩမှာပါလို့ဟမ်အေးဟုတ်တယ်အံ့ဩတယ်ဘယ်ဂိမ်းဆိုင်လဲဟမ်မင်းတို့ကအခုလိုက်သွားကြည့်မလို့လားအခုချိန်ဆိုရင်တော့မရှိတော့ဘူးနော် ဲ့ဒါထားဆက်မှာဘယ်ဂိမ်းဆိုင်လဲဆိုတာပဲပြောဟိုချောင်းနာမဖွင့်တာနဲ့ကိုကျူးဂိမ်းဆိုင်လीဒီပြေးလဲရအောင်သူတို့တွေချက်ချင်းမေးကိုကျူးဂိမ်းဆိုင်ကိုပြေးသွားကြတယ်ဂိမ်းဆိုင်မှာတော့ဗီဒီယိုပေါက်သွားတဲ့အတွက်မေးတဲ့သူတွေများနေအောင်ဆိုတော့ဆိုင်မန်ရှင်ခင်ဗျာဒလန်ဆက်တီဖြည့်ပြီးနေရရှာတယ်ဟုတ်ဗျာဟိုတကယ်ပါဆို AI မဟုတ်ပါဘူးဗျကျုပ်ကလောက်ကြံပြီးပြောပါမလား ဟောဒီကြုတ်မျက်လုံးနှလုံးနဲ့တေချာမြင်ခဲ့တာသူဒီလိုပြောနေတော့ဖိုတူတို့တွေကလည်းစိုင်ထဲကိုရောက်လာကြတယ်ခုနကနေနဲ့ဖိုတူသွားရှာတာကိုကျူးကိန်းဆောင်မရောက်ခဲ့ကြအောင်လားဟုတ်တယ်မရောက်ခင်ကကိုကျူးကိုမေ့အောင်နေတာအေးပါမရှိတဲ့နေရာမှာသွားရှာကြကောင်းတယ်နော်အဲ့လိုပြောပြီးငပိန်လဲကိုကျူးကိုဗီဒီယိုကြောင့်မေးမယ်လို့ကိုကျူးကဗီဒီယိုကြောင့်မေးမလို့လားရပြီ ခုပဲလူများနေလို့ပြော့ပြတော့မလို့ငါတယောက်လာရင်တခါဖြည့်ပြရတာမလွယ်ဘူးအာညောင်းလာပြီကိုကျူးလည်းအဲ့လိုပြောပြီးတော့မင်းညားအဖြစ်ပြက်ကိုစပြီးတော့ပြော့ပြတော့လေမင်းညားကဂိမ်းဆိုင်လေးကိုမှန်ပရိမောက်꿰ပြီးအစိမ်းရောင်ဝတ်သုံးကောင်ဝင်လာခဲ့ကြသည်ဟဲ့လေလူတွေပြောပြောနေတဲ့အန်ဂရီဘတ်ဂိမ်းဆိုတာဘာလဲကွာရှာကြည့်စမ်းဟမ်အဲ့လိုပြောပြီးတော့ ဒိန်းဆက်နေတဲ့ဇပွဲဘော်ကိုတုံးကောင်မှခုန်တက်လိုက်ကြတယ်။ဟိုတနေ့ကရွာရီကကောင်းလေးသူ့ငယ်ချင်းတယောက်ကိုဂိန်းဆက်ဘလို့ဖွင့်ပြီးဆော့ရတယ်ဆိုတာသင်မင်းကငါကြားခဲ့တယ်။ရမရတော့ငါမသိဘူး။ငါတစ်ချက်တော့ဆက်လုံးလိုက်အောင်မယ်။ဒါလို့ပြောပြီးတော့သူကြားခဲ့တဲ့အတိုင်းဆက်ကိုဖွင့်လိုက်တယ်။အဲ့ဒီမှာတော့ဆက်ကပွင့်သွားတာဆိုတော့ဟာတကယ်ရတာပဲ။ဟျံဟိုဒါဆိုရှာစမ်းကွာ။ဟိုဒေါသကြီးတဲ့ကက်တွေအကြောင်းဆိုလား။အဲ့ဒါဂိန်းရှိနေတဲ့ ။ဟိုရှာပြီးတော့ဆော့ရအောင်။ဒါနဲ့ကွန်ပျူတာကျွမ်းကျင်ပုံရတဲ့ဘက်ကခလုတ်တွေကိုဒုက္ခနာကိုနဲ့တက်တက်နေပြီးရှာနေရော်တယ်။အဲ့နောက်တော့ရှာပြီးတွေ့ပြီ။ဒါနဲ့ကတော့ဘလို့ဆော့ကြမှာလဲ။ခလုတ်တွေပေါ်တက်နေပြီးတော့ဆော့အောင်မှာပေါ့။တယောက်တစ်ဝဲစီဆော့မယ်နော်။အဲ့ဒီ angry bat တွေကိုအပြစ်မှမနိုင်ရင်တော့ဂိမ်းထဲမှာတော့နိုင်အောင်ချကြပြီအဲ့လိုနဲ့တယောက်တကွန်ပြောနေအောင်ဆိုတော့ဂိမ်းဆိုင်ဆောင်ရင် အထဲမှာအီတဲကိုကျူးကကြားသွားပြီးတော့နိုးလာတော့တယ်။ဒါနဲ့ဂိမ်းဆက်တွေထားတဲ့ဘက်ရှောက်လာကြည့်တော့ဝက်စိန်သုံးကောင်မြင်လိုက်ရတာဆိုတော့မျက်လုံးပြူးသွားတယ်။ဟာဗါလေ။ငါဘာကြီးမြင်နေရလဲ။အိမ်မက်မက်နေရလား။ဟမ်။အဲ့လိုပြောပြီးတေးချသွားအောင်လို့သူ့ဖုန်းကိုထုတ်ပြီးတော့လိုက်ဝင်လိုက်တယ်။အားလုံးမေကျုပ်ဒီမှာဘာမြင်နေရလဲဆိုတာကြည့်လိုက်ကြပါအောင်ဗျာ။ဘာကောင်လေးလည်းမသိဘူး။ကျုပ်ဆိုင်မှာဂိမ်းလာစော့နေကြတယ်ဗျ။ဟမ်။ အဲ့လိုနဲ့တပြေပြေတိုးလာပြီးရှိုက်တော့ဂိမ်းဆော့နေရဝတ်တကောင်ကမြင်သွားတယ်။ဟာလူလာနေပြီဟဲ့လူလူဒါလို့နဲ့သူတို့ခွဲပြီးဝင်လာတဲ့ဘရင်းမောက်အတိုင်းထွက်ပြေးသွားတာဆိုတော့ကြံတဲ့ဝတ်နဲ့ကောင်ကအနောက်ကနေပြေးလိုက်သွားကြတော့လေကိုကျူလင်းအားလုံးကိုပြောပြပြီးတော့အဲ့ဒါပဲဒီညကလာမလားဆိုတာတော့ကြောက်လေမပြောတတ်ဘူး ။ဒလုံနဲ့ဆိုင်ရှင်ကရွာသားတွေမိတာကိုဖြေနေတော့တုတ်ပေါ်ဟာငါတို့ကိုဗာဆက်လုံးမလဲဖို့တို့အနည်းဆုံးတော့သူတို့ဒီမှာရှိတယ်ဆိုတော့သိရပြီပဲ။အေးဟုတ်တယ်။ဒါပေမဲ့သူတို့ကတင်းနီယာကိုထွက်သွားကြတယ်ဆိုတော့ဘယ်လိုက်လို့လိုက်ရမလဲမသိဘူး။ကလေးတွေမင်းတို့ရောဗာမီးစရာကြံနေလေ။မင်းစရာရှိရင်မင်းတို့။ဦးလေးဒါပေးနားတော့မလို့။ဟုတ်ဦးလေး။ဟိုလေသူတို့ကဗရင်းမောက်ကနေဘယ်ဘက်ကိုထွက်ပြေးသွားတာလဲဗျ။ 음ဘယ်ဘက်လဲဆိုတော့ရွှေရဲဘက်ကိုဖြစ်ဖို့များတယ်။ဦးလေးလည်းသေစားတော့မကြည့်လိုက်မိဘူး။ညဆိုတော့ပေါင်တာလေးပါတာပေါ့လေ။အဲအိမ်တော်တော့ပိုတူရိုတက်တွေ့လေ။မေးစရာမေးဖို့မရှိတော့တာဆိုတော့ပြန်လာခဲ့ကြတယ်။အဲလိုကနေအောင်ဘူးတို့အိမ်ရှိရာပြတ်မှာမောင်ဘူးကအစိမ်းရဝက်ရုံနဲ့ကစားတာကိုတွေ့လိုက်ရတာဆိုတော့သူတို့တတွေ့အိမ်လေးကိုဝင်လာကြပြန်တယ်။ မောင်ဘူးအဲ့ဒီဝက်ရုပ်ဘယ်ရရှာလဲဟမ်တူပေါ်အဲ့လိုမင်းလိုက်တော့မောင်ဘူးကဘယ်ရရှာမှာလဲဗျကိုကြီးတူပေါ်ကလေအမေဝယ်ပေးတာပေါ့အေးလေကွာမင်းရလေသူတို့အမေဝယ်ပေးတာပဲရှိမှာပေါ့ဟာမောင်ဘူးညီလေးကိုကြီးကိုအဲ့ဒီဝက်ရုပ်လေးခဏပေးပါလားကိုကြီးကြည့်ချင်လို့အော်ဟိုဒီဝက်ရုပ်ကိုလားဟိုရရလေကြည့်ဗျဒါနဲ့ဝက်ရုပ်ကိုငပိတ်ပစ်လိုက်တာဆိုတော့အစရေက အယုတ်တွေကိုတန်တရားရှိနေရင်ငပိန်တော့ဟဲ့မိမိအယုတ်မဟုတ်တာကိုငါသိရယ်နော်မိ angry bird တွေရဲ့ဥကိုဘယ်နှဖွက်တာလဲ angry bird အပြူမလေးအောင်ဗမာလေးမင်းမပြောစမ်းမောင်အယူကြီးလို့တယောက်တည်းစကားပြောနေရဆိုတော့မောင်ဘူးကရှေ့ပြလိုက်တယ်ကိုကြီးငပိန်ကလည်းအသက်သာကြီးသွားတာတားလို့ပဲခြင်းနဲ့နော်အယုတ်တွေနဲ့အခုတည်းစကားပြောနေတော့မေဟိုတားလဲရုပ်တွေနဲ့နေ့တိုင်းစကားပြောတယ်ဗျဟဲ့အောင်ငပိန် ပြန်ပေးလိုက်ပါတော့ကွာမင်းနီယာခလေးအောင်ရင်းနေပြီငါလုပ်ပြမယ်မင်းပြန်ပေးလိုက်အိမ်တော်တော့ပိုဒူဟာဖုန်းထဲကနေ angry bug ကိုဖွင့်ပြီးတော့စော့နေခဲ့တယ်။ဒါကိုကြည့်ပြီးတော့မောင်ပူကဟာကိုကြီးဖို့တို့ကိုကြီးလဲဒီကိန်းစော့တယ်လားကျွန်တော်လဲစော့တယ်ဗျဟမ်ပိုဒူရဲ့စိတ်ထဲမှာတော့မောင်ပူရဲ့ဝဲရုပ်ကိုမင်းရှိမှာမင်းတို့ဝက်တွေရှုံးနေပွဲကိုငါစော့ပြမယ်ဒါကိုသေချာကြည့်ရင် မခက်မင်းရဖြစ်ပြီးလှုပ်လာစမ်းကွာဒလိုတွေးပြီးစော့နေတော့မောင်ဘူးရဲ့ဝရုပ်ကရုတ်တရက်လှုပ်ရှားလာတယ်ဟာလှုပ်လာပြီလှုပ်လာပြီ တပီပီနဲ့တိတာလာတာဆိုတော့ဘူထူလေးဖျောင်းမပြေးနဲ့မိကတော့ဘာတက်နိုင်သေးလဲကွာဟမ်အဲ့လိုပြောပြီးလှုပ်နေတဲ့ရုပ်ကိုဖန်ဆဲလိုက်ရကမောင်ဘူးစီကအတန်ထွက်လာတယ်ဟာလှုပ်ပါဗျကိုကြီးဘူထူကဘာလို့သွားလဲကြီးကိုဆွဲထားရတာလေဗျဟမ် ဟိုတို့ကလည်းကြောင်သွားတယ်ဟမ်ဟိုဒါကမင်းလက်လားဝက်ရက်လက်မဟုတ်ဘူးလားဟာကိုကြီးဘိုးတို့ကလည်းဘာတွေပြောနေရလဲအယုတ်ကဘလို့လို့လက်ပါမှာလေဗျဒီမှာကျွန်တော်လက်ကြည့်ရင်အေးကွာ sorry ကဲကဲမင်းရမင်းစောတော့ကိုကြီးတို့ပြန်တော့မင်းနောက်မှအလဲလာမယ်နော်အဲ့လိုပြောပြီးတော့အိမ်လေးကနေထွက်သွားတော့တယ်လမ်းမှာတော့မိဝိုင်းက ငါတို့ဒီလိုရှာနေလို့တော့မဖြစ်ဘူးထင်နေတော့ဘုသူဘာတဲလို့စားမှလဲရမှာမဟုတ်ဘူးရေအေးဟုတ်တယ်ဒါမဲ့နေ့မှတခြားနေ့လည်းရှိလို့လားဟမ်အေးရှိတယ်ဟာငါလည်းခုလေးနေစဉ်းစားမိတာငါနေလန်မှန်ကျင်မှမှန်ပါနော်စကားပလင်နေခန်နေရဲ့မိဝိုင်းကိုငါပြားစိတ်မရှိတော့ဘူးပြောမှပြီပြောစမ်းမှာဟာဗါလေဒီလိုဟာငါတို့တော့ဝတ်တည်ဆိုရင်ဥရီကို angry bird တွေမမြင်အောင် ဘမဖော့မလေးဟမ်မိဝိုင်းတက်လို့ပြောလိုက်တော့ဖို့သူဟာအေးဟုတ်သားပဲဟဲ့နီမင်းတို့လည်းစဉ်းစားကြည့်ငါတို့သာဆိုဘမပုံးပြီးတော့ဖွက်ထားလောက်မယ်ဒီလိုနဲ့သူတို့တွေလမ်းမနေရှက်ပြီးတော့တခါလေးစဉ်းစားလိုက်ကြရင်အဲ့ဒီအချိန်တုပ်ပေါ်ဟာငါစဉ်းစားလို့ရပြီသူတို့ကဘယ်နေရာမှမသွားဘဲနဲ့သူတို့တိုင်းမီရဲ့အောက်မှာပဲဖွက်ထားတာဆိုရင်ဟမ်တိုင်းမီရဲ့အောက်ဟုတ်လားနေပြောတာမြည်ကြီးရလား ရေကြီးထဲမှာပုံနေကြရဲ့လို့ပြောကျင်တာလားအေးဟုတ်တယ်ငါကတော့အဲ့လိုပဲတင်နေတော်ဘောတယ်လို့ပြောလိုက်တော့ငပင်ဟာမဖြစ်နိုင်ဘူးတင်နေနော်ပုံမဲ့ပုံရေထဲတို့ကျုံးမော်တို့တော့မပုံမဲနဲ့ဘာလို့မြေကြီးထဲမှာပုံမာလေဟာဖြစ်နိုင်တာပေါ့ငပင်ရဲ့ရေထဲဆိုရင် angry bird တွေကလိုက်ရှာနိုင်တယ်လीဟိုကျုံးဆိုတာလေငါတို့ရွာရဲ့အနီးနားမှာမှမရှိတာအဲ့တော့မဖြစ်နိုင်ငါပြောတယ်မြေကြီးပဲရှိတော့တယ်တလို့တွက်ပြတော့လေဟုတ်နေအောင်ဆိုတော့ဖိုးသူဟာ တော့ဗောမင်းတော်ငါတို့နဲ့ပေါင်းပြီးတော့ညံကောင်းလာပြီပဲကဲဒီတော့ဘာပဲဖြစ်ဖြစ်ဟိုတော့ဗောဒီလိုစဉ်းစားပေးထားတာဟုတ်ပဲငါတို့ကောင်နေဖို့ကြည့်အောင်ဒီလိုနေသူတို့တက်တွေ angry bird တွေရှိတဲ့နေရာကိုထွက်လာခဲ့တော့တယ်အဲ့နောက်တော့ angry bird တွေနေတဲ့နေရာကိုရောက်လာကြတာဆိုတော့ angry bird အနီကောင်ကဖိုးထရိုလာပြီပဲဥရိပမာရှေ့လင်းဆိုတာသိရမလားဗျ။ ဟာဒါနဲ့အလုံးကိုစားဖို့ထူအောင်ပြောပြတယ်တိတိကျကျတော့မသိပေမဲ့ဟိုကျွန်တော်တို့ခံမှန်းကြေရထင်းတဲ့နေရာတခုတော့ရှိရင်ဗျဘယ်နေရာများလဲဗျဒီဒီကမှာတော့တုပ်ပေါ်ဟာပြောပြတယ်သူတို့အတိုင်းမြေရှိခဲ့ဖို့လေရေကြီးအောင်မှာပဲဗျဘယ်လုံးမြေကြီးအောင်ဟုတ်လားသူတို့ကမြေကြီးအောင်မှာနေရလို့ထင်ကြတယ်ပေါ့ဘာဖြစ်လို့လဲဗျဟာဒီလိုနေတုပ်ပေါ်ကသူ့ဖို့ထူတို့ကိုပြောပြခဲ့တဲ့ သူ့ရဲ့စဉ်းစားပုံအကြောင်းက ပြန်ပြောပြလိုက်တယ်။음ဒီလိုကြာလေဟုတ်ပါရဲ့လေ။ဒါဆိုကျွန်တော်တို့အဲ့ဒီကိုသွားပြီးတော့တူးကြည့်ကြတာပေါ့။ကဲအမကောင်ကြီးဘာခွာယူခဲ့စမ်း။အဲ့လိုလှမ်းပြောလိုက်တာဆိုတော့ငပိန်ကဟိုနိနိဘာခွာနေမသွားတော့ဘူးဗျ။ကျွန်တော်တို့မှလှေပါပါတယ်လှေနဲ့ပဲသွားမယ်ဘကွာနေကြအကြလာလို့အစစ်မပြေဘူးဗျဒါဆိုလည်းရရလေကျွန်တော်တို့လည်းလှေနဲ့ပဲတခါရဲ့လိုက်ခဲ့လိုက်တော့ဒီလိုနဲ့နောက်ဆုံးမှာတော့လှေနဲ့ចောင်းတစ်ဘက်ကိုကူ အစိမ်းရောင်ဝတ်တွေရှိခဲ့ဦးတဲ့နေရာကိုရောက်လာကြတယ်။ကဲနေရာတော့ရောက်ပြီ။ဟဲ့အောင်တော့ပေါ့။မင်းနားတော့ကြည်စက်ကွာ။အောက်မှာရှိလောက်လားလို့။ဒါနဲ့နားလို့ပါတဲ့တူပေါ်ကမြေကြီးမှာဝမ်းလျားမောင်းလိုက်ပြီးနားထောင်ကြည့်တယ်။သိကြတယ်သိကြတယ်။သူတို့ဒီအောက်မှာရှိတယ်။အတန်ကြီးကြားရတယ်။ဟုတ်ပြီ။ဒါဆိုငါတို့စတူးကြတာပေါ့။ဟဲ့အောင်ကပေ။ငါတို့ယူလာတဲ့ပေါက်တူးတွေပေါက်ပြားတွေလှေဘွားကနေတော့ယူလိုက်ပါအောင်ကွာ။ ဒီလိုနဲ့ငပိန်လဲလှေပွားဆင်းသွားပြီးတော့ပေါတူးပေါပြားကင်ပြီးပြန်ရောက်လာတော့ဒီအဲ့နောက်တော့ကဲလောကပြကြရအောင်ဟိဒီလိုနဲ့သူတို့တွေပါလာတဲ့ပစ္စည်းတွေကိုသုံးပြီးမြေကြီးကိုစတူးကြတယ်အဲ့ဒီရဲ့ချင်းဝတ်တိုင်းမြေတွေမှာတော့ဝတ်တွေကဟိုသွားတည်သွားနေပျော်ရွှင်နေကြကြတယ်ဒါပေမဲ့ရုတ်တရက်ဆိုသလိုမြေကြီးရေလှုပ်လာတာဆိုတော့ဟာဟာ ဘာဖြစ်တာလဲမသိဘူးအဖေကတခုခုနဲ့ထိုးနေတယ်လို့ပဲလှုပ်နေတယ်လှုပ်နေတယ်ဟာဒီလိုနဲ့သူတို့အာလုံးကြောင်းလန့်ပြီးပြာရီခတ်အောင်ပြေးကြလို့တယ်မြေပြိုတာတင်နေဟိမြေပြိုတာပြေးကြဟေးပြေးကြတယောက်ကလေအဲ့လိုအော်ပြီးပြေးတယ်လို့နောက်တယောက်ကဝက်ပြင်းကြီးစီကိုသတင်းမြန်ပို့ကြဟိအဂရီဘတ်တွေလာနေပြီတင်နေဘယ်လိုလုပ်ကြမှာလဲဒီလိုနဲ့ပြာရီခတ်နေပြီးဝက်တကောင်ကသတင်းပို့ဖို့အတွက် ဝက်ပြင်းကြီးစီကိုဖြေးသွားတယ်။အဲ့ဒီအချိန်မှာပဲဝက်ပြင်းကြီးကတိုင်းပြည်တွေကိုထွက်လာတာဆိုတော့ဟဲ့ဘရုံးသုံးမနဲ့အဲ့ဒါဘာဖြစ်နေကြလဲ။ညင်ညင်မနေကြဘူးလား။မျက်စိနောက်လာပြီ။ဟမ်ဒီလိုပြောလိုက်တော့တရင်ဘိုးကိုပြေးသွားတဲ့ဝက်တကောင်ကအရှိန်တက်လိုက်တယ်။အပေါ်ကနေတခုခုနဲ့ထိုးနေတယ်ဗျ။ဘီးကျွန်တော်တို့မြင်မြန်နေရာရွှေ့မှာဖြစ်မှာ။ဘာမှရွှေ့စရာမလို။ဒါကတာမန်မိုးကျုံမုံတိုင်းတခုပဲ။ Angry Bird တွေမဟုတ်ဘူး။အေးသက်သာနေကြစမ်း။ ဟမ်အင်္ဂလိပ်ဘက်တွေဖြစ်နေဘယ်နဲ့လို့မလဲဗျသူတို့ကသူတို့ဥတွေရောအပြူမလေးရောလာရှာကြတာထင်နေနော်ဟာဒီကောင်စကားတော်များပါလားငါမဟုတ်ဘူးလို့ပြောနေလေဒီနေရာကိုသူတို့ရဲ့အုံနောက်တေးသေးလေးနဲ့ဘလို့မှစဉ်းစားပြီးတော့ရှာနိုင်မှာမဟုတ်ဘူးသူအဲ့လိုပြောနေရောအင်္ဂလိပ်ဘက်တွေကသူတို့တိုင်းပြည်တွေဝင်လာတယ်ဝင်ကြဟေးဝင်ကြဥတွေနဲ့အပြူမလေးကိုလိုက်ရှာကြအဲ့ဒီရဲ့ချင်းအနောက်မှာနေ ပိုဒီယိုလေးယောက်ကကက်လီရဲ့ပါလာကြတယ်။ဒါဝင်တော့ပြင်းစီလေး။ဟာဖိုက်ရှာပါ။ဟိုတကောက်တော်ကငါတိုင်းမျိုးဖျက်ဆီးခဲ့တဲ့လူသားလေးယောက်နဲ့ပါလာတာပဲ။သူတို့နဲ့သာဆိုငါတိုင်းမျိုးဘယ်တော့မှခံမှာမဟုတ်ဘူး။တိုင်းမျိုးမပြည့်စည်အောင်တခုခုကြံမှဖြစ်မယ်။ဟာသူအဲ့လိုတွေးနေတော့ angry bad တွေတော့ဝတ်တီနဲ့ကြာနေကြတယ်။ပိုဒီယိုတွေကဝတ်ပြင်းကြီးကိုလက်ရှာနေကြတယ်။အဲ့ဒီအချိန်မှာပဲငပိန်ကဝတ်ပြင်းကြီးကိုတွေ့သွားတယ်။ဟာခေါင်းကြီး ဟိုမဟိဝဘီကြီးကဟိုမဘီကြီးကလည်းသူ့ရဲ့နန်းတော်တွေကိုအပြည့်ပြန့်ဝင်သွားပြီးတော့ Angry Betty ရဲ့ဥလီနဲ့ Angry Bet အပြူမာလေးတို့ကိုထည့်ထားတဲ့နှောင်းရင်ကိုကြိုက်စီပြီးတော့ပြန်ထွက်လာတော့ငါငါတို့ဘာမှမလုပ်ပါနဲ့ဒီမှာဒီမှာဟိုမင်းတို့လိုချင်တာပေးပါမယ်နောက်လေဥတွေကိုခိုးတာတွေမလုပ်တော့ပါဘူးဂရိပေးပါတယ်ငါတိုင်းမျိုးတော့နောက်ထပ်ပြည့်စီအောင်မလုပ်လိုက်ကြပါနဲ့ဝဘီကြီးကလည်း ိုသူတို့ဘာမှတော့မလုပ်ရသေးခင်မှာတဲကြီးမဲကြီးနဲ့တောင်းမှန်တော့တယ်ကိုကရီကိုတီနော်မတီးရင်တော့ကျွန်တော်တို့ကလေမြင်လံပြီးတော့လိုက်ရှာမှာပဲဟိုရုပ်မာတွေကွာရုပ်မာတွေဟိုရော့ပါယူလိုက်ပါငါပေးပါတယ်ဒီလိုနဲ့လောင်ရင်ကိုအသာတကြီးပေးလိုက်တာဆိုတော့ပိုတူလေးလောင်ရင်ကိုယူလိုက်တယ်အဲဒီနောက်တော့တိုက်ခိုက်နေရင် angry bird ဟေး angry bird ရပြီမတိုက်နေတော့ ဝက်ပြင်းကြီးနဲ့စကားသေးချာပြောပြီးပြီခိုးသွားတဲ့ဥတွေနဲ့ဖမ်းခေါ်သွားတဲ့အပြူမာလေးကိုလည်းပြန်ရပြီအိမ်မြန်ကြရအောင်ဒီလိုပြောလိုက်တော့ angry bat တရာနဲ့ဆက်မတိုက်ခိုက်တော့ဘူးဖို့တို့ရှိအောင်ပြေးလာကြတယ်အိမ်နောက်တော့နောင်ရင်ထဲမှာရှိနေတဲ့အပြူမာလေးကိုဘေးကင်းတယ်နော်ဘာမှမဖြစ်ဘူးမလားอืมဘာမှဖြစ်ဘူးရှာတယ်ဒီကနေသားမြန်မြန်သွားရအောင်ဒီစကားလေးကြားရော angry bat နေကောင်းကကျေးဇူးတင်ပါတယ်ဖို့တို့ရဲ့ မင်းတို့ကျေးဇူးမမိပါဘူးကွာဒီလူတွေပြောနေတာဆိုတော့ငပိန်ကကဲပါပြောချင်ရင်အပေါ်ရောက်မှာပြောအခုတော့အပေါ်ကိုပြန်နေကြစို့အေးဟုတ်တာပဲဝမ်းသာနေရတဲ့အပေါ်တက်ဖို့တော့မေ့နေပြီသွားကြတာပေါ့ဒီလိုနဲ့အခုတစ်ခေါက်မှလေဖို့ဒူရိုတတွေကတော့ angry bird တီကိုနောက်တစ်ချိန်ကုညီလိုက်နိုင်ပြန်